ကတချို့တလန်ဖြစ်ဖို့ကများတယ်ပေါ့ chance များတာပေါ့နောက်တစ်ခုကအရှိမလဲအဲ့ဒါမျိုးလုပ်ခဲ့တဲ့သင်ကန်းစာတွေရှိတယ်ပေါ့နော်ဥမာဟိုဒေါ်သက်ခိုင်တို့ကိစ္စအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကလက်နဲ့ကင်တော်လန်ကြီးလှုပ်ရတဲ့ပုံစံမျိုးလှုပ်ရတယ်။အဲလှုပ်တဲ့ခါကျတော့ဒီတဖွဲ့ချင်းကိုလည်းစီယုံကအားလုံးကိုလည်းစီယုံကဟိုတိုင်းသားဒီလက်နဲ့ကင်ကြီးကလည်းအမျိုးမျိုးသဘောထားရှိနေတဲ့လူတွေကိုလည်းစီယုံရ ဒီပြဿနာကစစ်ကောင်စီကိုလည်းတကွာပခုံးချင်းရှင်ကျင်တဲ့ပုံစံနဲ့ပြဖို့ကလည်းလောက်啊အဲ့တော့ဟိုရှင်ဖို့ကလည်းငွေကြေးရလို့啊အဲ့ဒီတော့လည်းဤမျိုးစုံနဲ့စူးစားရပြောချင်တာကတောင်လိုင်းရေးကိုရှင်သန်ဖို့အတွက်ဤမျိုးစုံနဲ့စူးစားနေတယ်အားလုံးမှန်တယ်ဘယ်သူမှမမှားဘူးဒါပေမဲ့အားနဲ့ချက်ကိုထောက်ချင်တဲ့လူတွေကတော့ဤမျိုးစုံနဲ့ထောက်တာပေါ့ဗျာဟုတ်တယ်နော်ဟိုဘက်ကလည်းထောက်တယ်ဒီဘက်ကလည်းထောက်တယ်ဟိုဟိုအားနဲ့ချက်ရှားတယ်အဲ့ဒီထဲမှာမှ သူရှိုးဒလန်နေပေါ့နော်ကျွန်တော်တို့ကအဓိကအဲ့ဒီရှိုးဒလန်ပြဿနာကဒါကြောင့်ကျွန်တော်တို့ကငကူတွေကပြောတယ်စစ်တပ်ကဒီဒီစီဒီယန်လောက်တာတဲ့လူတွေအားလုံးပေါ့နော်တော်လိုက်ကြီးထဲမှာပြန်မပါတာအကောင်းဆုံးပဲဒီစစ်တပ်မျိုးဆက်ကို ကျွန်တော်တို့ကအပီးတိုင်ရက်လိုက်ခြင်းပြီဘာလို့လဲဆိုတော့အရှိမလဲပြန်ပါပြီးတော့တစ္ဆာဖောက်တဲ့လူတွေအများကြီးပေါ်ခဲ့တယ်ပေါ့ NLD ပါတီမှာပေါ့နော် ့ NLD ပါတီကနေရာပေးခဲ့တယ်နေရာပေးတဲ့အခါမှာအချိန်တိုင်းသူတို့ဒီအခုတော်လိုင်းကြီးဖြစ်တဲ့ချိန်မှာဒီလူတွေအားလုံးဒီစက်တက်နဲ့ပဲပြန်ပေါင်းသွားတာဗျအဲ့တော့အဲ့တော့အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့သူတို့တွေကအလိုက်တိနဲ့ဝင်မပါတာအကောင်းဆုံးပဲနော်အခုဒီကိုဘူကြီးထက်မြတ်တို့လောက်တလူမျိုးပေါ့နော်ဘူကြီးထက်မြတ်တို့လောက်တာကအလွန်အမတန်ထိရောက်တယ်နော်ဒီဒီဘာလို့လဲဆိုတော့သူတို့ ဟိုသူတို့အချင်းချင်းကိစ္စကိုသူတို့အချင်းချင်းပြောတာကျွန်တော်တို့ကပူသေးရတယ်အဲ့တော့သူတို့ကသူတို့အချင်းချင်းစစ်တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေသူတို့ဖော်ထုတ်ပေးတယ်သူတို့အင်တာဗျူးတွေလုပ်ပေးတယ်တော်လိုင်းကြီးနဲ့ပတ်သက်ပြီးအကြံဉာဏ်ဉာဏ်တွေပေးတယ်ဟိုတော်လိုင်းကြီးမှာထဲထဲဝင်ဝင်မပါတော့ဘူးပေါ့ဗျာဝင်မပါတဲ့အခါကျဘာကြောက်လဲဆိုတော့တရှိုးတလန်ကအဲ့လိုမျိုးလူမျိုးတွေကပါလာတတ်တာစစ်တပ်နဲ့ပတ်သက်ပူတဲ့လူကတရှိုးတလန်ဖြစ်ဖို့ကများတယ်ပေါ့ chance များတာပေါ့နောက်တစ်ခုက အရှိမလဲအဲ့ဒါမျိုးလုတ်ခဲ့တဲ့သင်ခန်းစာတွေရှိတယ်ပေါ့နော်ဥမာဟိုဒေါ်သက်ခိုင်တို့ကိစ္စဆိုတော်တော်ရင်နာဖို့ကောင်းတယ်ဒါ NLD ကနေရာပေးလိုက်တယ်အခုကျတော့တကယ်ဒီစစ်တပ်ရဲ့လူ NLD ကို တကယ်ပြန်ထိုးနှက်တဲ့လူတွေပေါ့ဒေါ်စန္ဒာမင်းတို့လူမျိုးတွေပေါ့နော်ဥက္ကကိုကြီးကကျတော့ဘာနဲ့သွားလမ်းသဏ္ဍာန်တူလဲဆိုတော့သူကဟို NLD က NLD ကိုသူကလွတ်တော်အမတ်လုပ်ဖို့ကြိုးစားတယ်သူက NLD ကငင်းလိုက်တဲ့အခါမှာသူအညိုတေးလေးရှိတာပေါ့နော်အညိုတေးလေးရှိတယ်ဒါ NLD ရဲ့အားနည်းချက်တွေလည်းပါတယ်မစည်းရုံးနိုင်ဘူးအမဥက္ကူကြီးတို့လူတွေကိုအစ်ဒီကလွတ်တော်အမတ်ဖြစ်ပေးပါထားလိုက်ရင်ဒီချိန်မှာဥက္ကူကြီးတို့ကသူတို့လူဖြစ်ချင်မှဖြစ်မှာပေါ့နော်သူလည်းအခုချိန်မှာတော့ကိုသိရင်လည်းခိုးနေရမှာပေါ့အဲထိုနည်းလေးကောင်းမယ်ကိုမြအေးတို့လည်းတူတူပဲကိုမြအေးလည်း NLD မှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ကြိုးစားတယ်ဒါပေမဲ့ NLD ကငြင်းလိုက်တယ်ပေါ့မင်္ဂလာတောင်ကျွန်းမြို့နယ်မှာအဲ့ဒါအမျိုးတွေပေါ့နော်တော်ဖြူသင်းတို့နဲ့အဲ့ဒါမျိုးတွေပေါ့အဲ့တော့အဲ့ဒီလူတွေကအခုစစ်တပ်ဘက်ကလူတွေပြန်ဖြစ်သွားတော့ကိုကရန်သူပွားတာပေါ့အဲ့တော့အော်အခုလိုတရှိုးတလန်ကိစ္စကလည်းစစ်တပ်ကတော့တရှိုးတလန်ထဲမှာပဲတသက်လုံးထဲနေတာပဲအဲ့တော့အဲ့ဒါကိုဘယ်လိုတားဆီးမလဲအဟိုးကောင်းတာက ဟိုလူဂျန်စီးတွေကိုအထဲမှာကိုကတရှိုးသလန်ထဲ့နိုင်နေဆိုတဲ့ကဟိုဒီတော်လိုင်းကြီးမှာဟိုကျွန်တော်တို့ဂျန်စီးထဲမှာကိုကစစ်တပ်လူတွေရှိနေတယ်ဆိုတဲ့သူတို့ရဲ့သားသမီးတွေအတိုင်းဝိုင်းတွေအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာအဲ့တော့သူတို့ပြောသလိုပေါ့တီနီယာတွေကိုလှမ်းတောင်းတယ်လှူမယ်ဆိုပြီးတော့အကြောင်းပြရတယ်ဒီတယ်မလားဟိုပြောကြီးသမီးကြီးစားလုပ်တယ်နော်အော်သမီးကြီးစားလုပ်တယ် ဲဘဘယ်မှာဘယ်နေရာသွားတယ်ဆိုပြီးတော့စနိုက်ပါနေရာတွေသတင်းပေးတယ်ဒီဒီတော်လိုက်သမားတွေရဲ့နေရာတွေကိုသတင်းပေးတယ်ပေါ့ပြောချင်တာကအခုဘုံကျဲနေရတဲ့ခံနေရတဲ့နေရာအလုံးကြီးတချို့တလန်နေကြောက်ပဲအဲ့ဒီထဲမှာပဲကိုစီကပောက်ကြားတာပါတာပေါ့ဒါခါအဲ့ဒီမှာတချို့တလန်ကိုနှိမ်နင်းမှုကိစ္စကလည်းဒီဒေသခံတွေကတချို့တလန်နေတယ်ဥပမာစကိုင်းဖွဲ့ဆိုရင်တို့ကတို့ဒေသခံတွေနဲ့ပဲဖွဲ့ထားတာတို့မန္တလေး PDF တို့ဘာတို့ ကြတော့အခုမှသူကလူသစ်တွေလက်ခံတော့ဒီတရှူရလန်တွေလာဖို့အတွက်လမ်းဖွင့်ပေးတယ်လို့ဖြစ်တာပေါ့နော်အဲ့တော့ပြောချင်တာကဟိုတချို့တွေကလည်းဟိုစိတ်တက်မမှန်တာတော့အမှန်ပေါ့လေစိတ်တက်မမှန်တာအမကိုမင်းကော်နိုင်ဆိုလေဒါစိတ်တက်မှန်တာကောမှာပေါ့နော်စိတ်တက်မှန်တယ်သူ့ကို NLD ကလည်းမရွေးဘူးဒါပေမဲ့သူသူလည်း NLD မှာလွတ်တော်အမတ်လုပ်ဖို့မစူးစမ်းခဲ့ဘူးဒါဒီနေ့သူမမှန်ကန်ကန်ရက်တည်တာပေါ့ ဘူလူတွေကကြတော့အခု NLD ကလွတ်တော်ကိုယ်စားလှယ်ဖြစ်သူတို့သူတို့ကိုယ်တိုင်ဝင်ရွေးခံတဲ့တယောက်ကတောင်ဥကလပါမှာတယောက်ကမင်္ဂလာတောင်ညွန့်မှာပေါ့ဒါပေမဲ့ NLD ကအကြောင်းပြုနဲ့ညင်းလိုက်တယ်အဲ့တော့ညင်းခံရမှသူတို့ကဝင်ပါတော့တခါတည်း NLD ကခေါ်ပေးလိုက်တဲ့နောက်တယောက်ရှိသေးတယ်အမဒီကွီးဖြိုးပေါ့ဖြိုးမင်းသိဖြိုးမင်းသိကသူ့အသူအရင်တော့ပါတီတွေထောင်နေဟိုပါတီဒီပါတီနောက်ဆုံးကျတော့ NLD ကသူ့ကိုကောက်စားလိုက်တယ်ပေါ့ဒါပေမဲ့အဲ့လိုလူမျိုးလည်းမမှန်မြန်အောင်အဲ့တော့ လူနဲ့တော့ဆိုင်တာဗောလေလူနဲ့တော့ဆိုင်တယ်ဒါပေမဲ့အခုဒီ NUG မှာဝင်လုပ်တဲ့လူတွေကဒီစိတ်ဓာတ်တစ်ခုနဲ့ဝင်လုပ်ကြတာဗောနော်သူတို့မှာအရေးချင်းရှိသလောက်သူတို့စူးစမ်းနေကြတာလည်းအမှန်ပဲဒါပေမဲ့သူတို့ NLD မှာကိုကအဲ့ဒီပြဿနာရှိတယ်ဗောငကိုတဲက NLD မှာဒါတကဘာလုံးမှာရှိတဲ့နိုင်ငံရေးပါတီတွေမှာဖြစ်တဲ့ပြဿနာပဲဟိုဒီအမေရိကန်မှာရှိတဲ့ ရီပါဂင်ပါတီပဲအခုကြည်လိုက်ဒီမိုကရက်ကိုကြည်မလားဒီနေ့ဆိုရင်ဒါရီမတ်ဒီဒီမိုကရက်တွေရဲ့အမတ်တွေကိုဟိုဟိုအချုပ်ထောင်ဝစားဒီနေ့လက်ထိတ်တွေခတ်ပြီးတော့သမရဒေါ်လာတောင်ကရှယ်တောင်ရှယ်နေပြီကျွန်တော်ကိုယ်တိုင်တော့သူ့အကိုပြန်ရှယ်ပေးလိုက်သေးတယ်အဲ့တော့အများကြီးအပြောင်းလဲတွေဖြစ်နေတယ်ဒီလားဟိုကျွန်တော်တို့ဒီ UK မှာဆိုရင်လဲ Conservative Party မှာပြဿနာတွေအများကြီးရှိတယ်အဲ့တော့ပါတီတွင်းနိုင်ငံရေးတွေပေါ့နော် အခုဆိုရင်ဗိုရစ်ဂျော်ဆင်ကခေါင်းဆောင်ပြန်တင်မှုသူတို့ချောင်းနေဘာဖြစ်လို့လဲဆိုတော့အခုသူတို့တင်ထားတဲ့အဲကျွန်တော်အဲ့ဒါပြောတာပဲလေနော်ပါတီကပြည်သူပြည်သူကိုကြည်ရတာဗျာသိလားအခုဆိုရင်ဒါဟိုအရန်တိတာတယ်သိလားဒီဒီလက်ရပါတီမှာဒီလူပြူအင်္ဂလိပ်မဟုတ်တဲ့လူကခေါင်းဆောင်ဖြစ်တဲ့အချိန်မှာအင်္ဂလိပ်တွေက မကြိုက်ဘူးလားသိလားအဲ့တော့ပါတီကဦးပျက်စီးတော့မှာအဲ့တော့အင်္ဂလိပ်တွေက နောက်ဆုံးဘယ်ပြောင်းသွားလဲဆိုတော့ပါတီကိုစိတ်ပြက်ပြီးတော့မိုက်ကယ်ဖာရစ်ဘက်ကိုအကုန်လုံးတွန်းပို့သွားတာသူတို့ခေါင်းဆောင်သူတို့မကြိုက်ဘူးလေအဲ့တော့ UK လိုနိုင်ငံမှာတော့ Conservative Party မှာအာဖရိကအမျိုးသမီးငယ်လေးခေါင်းဆောင်ဖြစ်တာကို ready မဖြစ်သေးဘူးဗျာသိလားဟိုပြောချင်တာကဟိုကျွန်တော်တို့ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေဘယ်လောက်ပဲပြောပြော အဲ့ဒါအရှိတရားဗျာအလွန်တန်ခါးသီးတဲ့အရှိတရားဗျာအဲ့တော့အဲ့ဒီပါတီတွင်းနိုင်ငံရေးတွေပေါ့နော်ပါတီတွင်းပြဿနာတွေပေါ့အဲ့ဒါ NLD မှာလည်းရှိခဲ့တယ်အဲ့ဒီရဲ့ဂရက်တွေလည်းအခုကျွန်တော်တို့ခံစားနေရတာပဲအဲ့တော့ဟိုအကောင်းဆုံးဖြစ်အောင်စူးစမ်းနေကြတာပဲဟိုစူးစမ်းနေကြတာပဲအဲ့ပေါ်မတ်ဤဆိုရင်စေတနာကောင်းတယ်ကျွန်တော်တို့ကကြိုက်တယ်မတ်ဤဒါမတ်ဤကအပေါ်တက်မလာဘူးသတိထားကြည့်လိုက် မိုက်ကြီးကပျောက်သွားပြီအရန်ဝမ်းနေစရာကောင်းတယ်အပေါ်မရောက်လာဘူးတကယ်ဦးအန်ယူဂျီမှာဆုံးဖြတ်နိုင်တဲ့နေရာမှာမိုက်ကြီးမရှိဘူးဒါအရှိတရားဗျအဲ့လိုပြောရင်ကျွန်တော်တို့ကရန်တိုက်တယ်ဖြစ်မယ်သီလားကျွန်တော်ကမိုက်ကြီးကိုငကိုတွေကသဘောကြားတယ်ထက်တယ်တွက်တယ်ပြောရဲတယ်နော်မှန်မှန်ရက်တည်ရဲတယ် ဒါပေမဲ့သူလည်းခုသင်ခန်းစာတွေတော့အများကြီးရနေပြီပေါ့ဒါပေမဲ့အပေါ်ကိုတက်မလာဘူးဒီ NUG မှာ decision maker နေရာမှာမအိပ်မရှိဘူးဗျာအလုံးမတောင်းဝန်နေစရာကောင်းတယ်နေရာမရှိဘူးပေါ့ဗျာနေရာပျောက်နေတယ်အဲ့တော့အဲ့ဒါအရှိတရားပဲဗျာဒီလားအဲ့တော့ဟို ျွန်တော်တို့ဂျန်စီထဲမှာဆိုရင်မအီကအထက်ဆုံးပဲဂျန်စီထဲမှာပေါ့နော်ဒါပေမဲ့အခုအမေရိကရောက်နေတဲ့လူကဝန်ကြီးဖြစ်သွားတယ်တော်ထဲမှာနေတဲ့မအီကဒုဝန်ကြီးနဲ့နေရာပြောက်သွားတယ်ဟုတ်တယ်နော်အဲ့တော့အများကြီးပြောစရာရှိတယ်ဗျာဒီလားဟို decision maker နေရာမှာ ် NLD ကပဲရှိနေတယ်အဲ့ဒါက NUG တို့ကတကယ်ပြောစရာကဲပေါ့ပဲသိလားဒါပေမဲ့ကျွန်တော်တို့ကဓာတ်တွေကိုပြောနေမယ့်အစားဆက်သွားကြတာပေါ့ဗျာဒီတနည်းပဲရှိတယ်အဲ့တော့သူရက်တီရမှာသူရှိနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က သွားမှာပေါ့ဗျာဆရာတေဇာစမ်းလဲဒီလိုပဲပေါ့ဆရာတေဇာစမ်းကြတော့လဲသူအခုကျွန်တော်ပြောသလိုပဲသူတို့လည်းနားလည်ပေးတာပေါ့ဗျာအခုကိုမီးကိုနိုင်ကတော့စစ်ယူနီဖောင်းတွေပါရင်းနဲ့ထွက်လာပြီဗျာဒီလားဟိုတနေ့ကကိုရင်ကိုကိုမီးကိုနိုင်ကဟိုဒီမြေအောက်စေးရုပ်တွေနဲ့ပတ်သက်ပြီးတော့သူကမ်ပိန်းမှာသူမနေ့ကပြောသွားတဲ့အချိန်မှာစစ်ယူနီဖောင်းတွေပါရင်းနဲ့ဖြစ်လာပြီပေါ့အဲ့ဒါတော့တိုးတက်မှုပဲပေါ့အဲ့တော့ ဒါပေမဲ့ကိုမင်းကိုနိုင်လည်းအသက်ကြီးပြီကျွန်တော်တောင်60ကျော်ပြီဆိုကိုမင်းကိုနိုင်လည်းอืมတော်တော်အသက်ကြီးနေပြီတော်တော်အသက်ကြီးနေပြီအဲ့တော့ဟိုသူကစိတ်ပဲရှိတော့မှလीကျမရေးရလူခန္ဓာကိုရကိုမင်းကိုနိုင်လည်းအသက်ကြီးနေပြီအဲ့တော့ဒါလိုပဲကျွန်တော်တို့သွားရမှာပဲလीနော်အဲ့တော့လူတွေရဲ့အတ္တတွေပေါ့နော်လူတွေရဲ့အတ္တတွေ ဒီကြောက်ဒီဖြစ်ကြတာပေါ့တော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီ KNU ကတော့သူတို့ဓာတ်တွေအများကြီးပြ KNU လောက်ခံရတာရှိမလားဗျာသူတို့အာဌာနချုပ်ကြီးပြက်စီးသွားတယ်သူတို့အဖွဲ့ကိုဗုဒ္ဓဘာသာနဲ့ခရီးရန်ဆိုပြီးတော့နှမျိုးခွဲထုတ်ပလိုက်တယ်အဲ့ဒီဗုဒ္ဓဘာသာ ခရီးရန်ဆိုတဲ့လူတွေကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့မြင်းစေးတွေထောင်ပြီးတော့စီးပွားရေးလှုပ်ရှားသွားတယ်။အဲ့ဒီအဲ့ဒီကာလက DGB ပိုင်ခင်ဗျာနေမျိုးတွေမှာကောင်းကောင်းနေလို့ရတယ်။အဲ့ဒါမျိုးတွေဖြစ်ကုန်တာ။အဲ့တော့ KNU ကအကြီးအကျယ်ခံခဲ့ရတာ။အကြီးအကျယ်ခံခဲ့ရတာ။နိုင်ငံရေးရရောစီးရေးရရောတန်ရေးတမန်ရေးရရောနိုင်ငံတကာရရောဟိုနောက်ဆုံး KNU ခေါင်းဆောင်တွေကယူရီးယားဒုက္ခသည်စခန်းမှာအကုန်လုံးသွားရောက်သွားတာ။ တချို့မခံနိုင်တဲ့လူတွေအားလုံးအမေရိကရောက်ကုန်ပြီပေါ့ထွက်ပြေးရတာအဲ့လောက်ထိတက်ပြတ်သွားတာအဲ့တော့ယူရီးယားဒုက္ခသည်စခန်းက KNU ခေါင်းဆောင်များအတွက်နေရာတစ်ခုလိုဖြစ်ခဲ့ရတာအဲ့တော့အဲ့တော့အဲ့ဒီနေရာတွေကိုဒီအဲ့နေရာတွေကိုကျွန်တော်တို့က KNU ကအခုပြန်ယူဖို့ကြိုးစားနေတာနော်အဲ့တော့တေဘောထားစခန်းလားဒါအရင်ကသူတို့နေရာတွေပါ အဲ့တော့ဒါပေမဲ့လေယူရီးယားဘက်ကလည်းအနှစ်30ကြာဒီစစ်တပ်နဲ့အဆင်ပြေနေတယ်ဆိုတော့သူတို့လည်းစစ်တပ်ကိုမလွန်ဆိုင်နိုင်လားလီလီရှိတော့သူတို့နေမျိုးကိုတုံးပြီးတော့စစ်တပ်ကစစ်ကြောင်းလာထိုးတော့မနေ့ကခွင့်ပြုလိုက်ဒီနေ့ KNU ကကောင်းကောင်းစောက်ပြီးမှားပါတာပေါ့ပြောချင်တာနေမျိုးနေမျိုးက KNU ကအပြည့်ထိန်ထားပြီးသားပါဒါစစ်တပ်ကအာဖာဂျက်တွေနေနဲ့ယူရီးယားတစ်ဆင့်လာတယ်လေပြန်ကတစ်ဆင့်လာတာပေါ့နော်အဲ့တော့ ဟိုဖြစ်ပြက်နေတာတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီဒီဖြစ်ပြက်နေတာတွေအနောက်ကိုကျွန်တော်တို့မလိုက်ဘူးလို့တယ်ကျွန်တော်တို့ focus လုပ်ထားရမှာကဒီကိုကိုနဲ့အဆင်ပြေတဲ့ဒီ NUG ပေါ့အဲ့ဒီ NUG ကိုပဲကိုကဆက်အားပေးဖို့လို့တယ်အဲ့ဒီ NUG ကခေါင်းဆောင်တွေကလည်းအခုရှိတဲ့အတိုင်းကိုပဲရေယုံကြည်ကြည်နဲ့ ရေယုံကြီးနဲ့ဆက်သွားဖို့ပဲလိုတယ်မတတ်နိုင်ဘူးကျွန်တော်တို့ကအခုကတော့ဒီစိတ်ရည်ကိုပဲဦးစားပေးရမယ်သဘောရှိတယ်အဲ့တော့လူငယ်တွေကတော့သူတို့နှီးမျိုးစုံနဲ့ကြိုးစားနေကြတာပဲဒါကိုလည်းကျွန်တော်တို့အားပေးရမယ်ဒါမဲ့ခက်တာကဘာလို့လို့ပတ်စံလုံနေတဲ့ပြဿနာပြသိလားအဲ့တော့အဲ့ဒီအဲ့ဒီလိုအပ်ချက်ကအရန်ကြီးမားနေတယ်အဲ့တော့ခိုင်ခိုင်မာမာ ဟိုခိုင်ခိုင်မာမာပတ်စံရှာနိုင်တဲ့အနေထားကလေများနေတာပေါ့ဗျာနော်အဲ့တော့ဥမာမြေအောင်ဆေးရုံကိစ္စကိုကျွန်တော်ကတော့သိ 部位没焦了，对了、嗯。你要使有给烧，就能肉对部位没焦了，对了。 ။ဒါတော့အဲ့ဒီမြေအောက်ဆေးရုံတွေကတစ်ချိန်မှာအလွန်အမတန်အန္တရာယ်ရှိတဲ့နေရာတွေဖြစ်သွားနိုင်တယ်။ဒီချိန်မှာမြေအောက်ဆေးရုံတွေကိုပတ်စံသုံးမဲ့အစားစစ်ဆင်ရေးကိုပဲဦးစားပေးစေခြင်းနဲ့။ဘာကြတော့ပတ်စံတွေအများကြီးရင်းရမှာ။ပြီးရဒီရှိုးဒလန်တွေကိုမတားနိုင်ဘဲနဲ့အဲ့ဒီနေရာတွေပြန်ဖြတ်စည်းမယ်ဆိုရင်ဘာမှဒီပတ်စံတွေအလကားအဟောတိကံဖြစ်အောင်မယ်။ တော့အရန်စဉ်းစားချင်းချင်းရတာခက်တယ်ဗျာနော်ဒါဒီမြေောက်စေယုံဆိုတဲ့ဒီအိုင်ဒီယာကတော့အရန်ကောင်းတယ်ဒီဆရာဝန်ဆရာမတွေနားဖို့လိုတာလည်းမှန်တယ်ဒါပေမဲ့မတတ်နိုင်ဘူးဗျာဒေါ်လာရေးရသိလားကုန်ကြစရိတ်ရန်များတယ်ဗျာအဲ့ဒါအဲ့တော့ဒေါ်လာရေးငောက်9နှစ်10နှစ်ကြာမှကြာမှပြီးမယ်ဆိုရင်တော့ဒါအဓိပ္ပာယ်ရှိတယ်ဗျာကျွန်တော်တို့ကအဲ့လောက်ထိလည်းအချိန်မစွဲနိုင်ဘူး ဒီချိန်မှာစည်ရည်ကိုပဲဦးစားပေးစေခြင်းတယ်နော်အဲ့တော့ဟိုမရှိရှိတာနဲ့ပဲအကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့ဗျာပြောချင်တာကဟိုကရင် KNU တို့လည်းနေခဲ့တာပဲသူတို့မြေောက်စေးရုံမှာမလုပ်ခဲ့တာ KIA လည်းမြေောက်စေးရုံမှာမလုပ်ခဲ့တာအခုဆိုကကကအေအေလည်းဘုံအမြဲတမ်းခံနေရတယ်မြေောက်စေးရုံမလုပ်ခဲ့ဘူးလေ တိုင်းသားတွေအနည်း60ရက်တည်တာတော့မြေအောင်စေးအောင်မလုပ်ခဲ့ပဲနဲ့သူတို့ဖြစ်အောင်လုပ်ခဲ့တာလीရှိတယ်ဗောနောအဲ့တော့ idea အရာကောင်းတယ်တွေးခေါ်ဖို့စဉ်းစားဖို့ကောင်းတယ်တော့ဒီဒီလုံခြုံတဲ့နေရာကောင်းတယ်ဒါပေမဲ့ငွေကြီးအရာကတော်တော်လေးကိုမလွယ်ဘူးဗျာအဲ့တော့အဲ့လိုမျိုးပေါ့နော် policy ရေးရာစဉ်းစားပုံနေပေါ့နော်ဟို အခါတလေကြာရင်ကျွန်တော်တို့ NUG ကစစ်ကောင်စီနဲ့ပကုံးချင်းရှင်နေတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကစဉ်းစားစရာရှိတယ်ဗျာဘာကြောင့်လဲဆိုတော့ KIA တို့မြေအောင်စေးုံရှိခဲ့လားရှိတယ်ဆိုရင်တော့ကျွန်တော်တော့ဘာမှမပြောလို့ KNU မြေအောင်စေးုံရှိခဲ့လားသူတို့လည်းဒီလိုပဲဖြတ်သန်းခဲ့ရတာပဲအဲ့တော့အဲ့ဒီတော်တွင်းမှာမြေအောင်စေးုံလုပ်ဖို့ လူကြီးမင်းတေချာစဉ်းစားကြည့်ဒီကွန်ကရစ်တွေတွင်းမယ်ဗျာဒီဘုံခန္ဓာတွေလုံမယ်ဗျာအဲ့ဒီအစအနကစစ်ကောင်စီကိုသတင်းရောက်သွားနိုင်တယ်အဲ့ဒီကနေမှကိုစင်းအောင်ဆောက်ပြီးသွားမှာခင်ဗျာအဲ့ဒီမြောက်မြေဘုတ်ကိုချင်းတည်းအထိခွဲနိုင်တဲ့ဘုံနဲ့လာချရင်ပို့ပြီးတော့အဲ့တော့တေချာစဉ်းစားစီခြင်းနေကျွန်တော်ကတော့ ဒီချိန်မှာအဲ့ဒါကိုဦးစားပေးမလုပ်စေချင်ဘူးပေါ့ဗျအဲ့တော့ဒီတိုင်းရင်းသားတွေဘယ်လိုလုပ်ခဲ့သလဲဆိုတာကိုကျွန်တော်တို့ကနည်းနည်းလေးလုပ်ဖို့တော့လိုမယ်ထင်တယ်ဘာလို့တော့မြေအောက်စီးရုံတစ်ခုလုပ်ဖို့ကဖိမဗန်တီလေးရှင်းအားစလိုမှာဗျာသိလားလက်စင်ပြေးပြီးဝေးရေးတွေလုပ်ဖို့လိုတယ်ဗျာသိလားအခုဒီဂါဇာမှာဒီပါလာဆိုင်တွေလုပ်လာတာမြေအောက်ဝင် ဒါပေမဲ့အကုန်ကြစိတ်အယမ်းများတာအယမ်းများတာအာဖြုတ်ဝက်ထားလို့မသိတာဆိုရင်လေကျွန်တော်တို့အခုလို့ကြီးညာလိုက်တာဖြုတ်ဝက်တာမှမဟုတ်တာ right သူတို့ကအဲ့ဒီမြေအောင်ဆင်းရုံလို့ဖို့အတွက်ဘာမှမကြီးညာပဲသူတို့ရှိတဲ့ရံမုံငယ်လောက်တာတော့ဘာသူမှမသိဘူးပေါ့ဗျာ အခုကကျွန်တော်တို့ကြီးညာလိုက်တာဖြစ်တဲ့အတွေ့ဟိုဘက်ကအာယုံစိုက်နိုင်တယ်အာယုံစိုက်ပြီးတော့ဒီဆေးရုံတစ်ခုလုပ်ဖို့အတွက်ပစ္စည်းတွေရွှေ့ရမှာလေသိတယ်မလားဒါပေမဲ့ရောက်ဆေးရုံတစ်ခုပဲခင်ဗျာကွန်ကရစ်ဘန်ကလုပ်ဖို့ကွန်ကရစ်တွေဘာတွေအဲ့ဒါတွေအားလုံးဒီရွှေ့ရတော့မှာအဲ့ဒီရွှေ့တဲ့လမ်းကြောင်းဟာတရှိုးတွေကြောက်သူတို့သိမှာပဲသိမလို့မဖုံးတာလို့မဖြစ်နိုင်ဘူးနောက်ကျွန်တော်တို့ဒီ satellite ကနေပြီးတော့သူတို့ လိုက်စစ်စေးလို့တည်သွားပြီးမှကိုသူတို့ကတည်ပြီးတော့ဘာမှမလုပ်သေးဘူးကိုပြီးသွားတဲ့အချိန်ကျမှလာလုထည့်လိုက်ဘယ်လိုလုပ်ကြမလဲအဲ့တော့အဲ့တော့ဟိုပြောစရာရှိတာပေါ့နော်အေးမြေရောက်စေးုံကိစ္စချီယာမအောင်ချီယာခံဖို့လွယ်တယ်ဒါကျွန်တော်လက်ခံတယ်ဒါဆိုဒီဥစ္စာကခင်ဗျာ နီးပညာလို့လေမြေအောက်စီရောခင်ဗျာမြေအောက်ဥမြင်လန်ကောင်းတူးတာခလေးကစားတယ်လို့မဟုတ်ဘူးခင်ဗျာဘာသလို့ဒီထဲမှာလေပေးဝေးရီလောက်ရမယ်ကျွန်တော်ကျွန်တော်သိသလောက်ဆိုရင်ကျွန်တော်အမြင်နဲ့ပြောရင် air condition လောက်ရမယ် air condition မရှိမထဲမှာအကုန်သေးကုန်မှာပေါ့အဲ့တော့အသက်ရွှေလမ်းကြောင်းလေပေးစရာလောက်ရမယ်လက်စစ်မီးတွေတန်းကြီးတွေလောက်ရမယ်နောက်ပြီးတော့မြေအောက်ထဲမှာဝင်ဖို့ထွက်ဖို့လမ်းကြောင်းတွေအများကြီးပြောစရာကြီးဒါခလေးကစားတဲ့လောက်မှာမဟုတ်ဘူးအဲ့တော့သိသွားမှာအဲ့တော့ သူ့ကိုသိမှာအခုလို့ထုတ်ပြောလိုက်တဲ့အတွက်ဘိုးတော်သိအောင်မှာမပြောဘဲကြိတ်လို့ရမှာလေဒါအဲ့တော့ဒါမျိုးတွေပေါ့နော်သူတို့ရဲ့ဒီ policy ရေးရာတွေနဲ့ပတ်သက်ပြီးအဲ့တော့မလွယ်ပါဘူးအိုင်ဒီယာကောင်းတယ် ရွေချက်မှန်နေအိမ်မှာရင်းလိုက်မဲ့ပတ်စံကိုကိုကလေးတွေကိုပဲ ကြီကအင်ဂျီလူတိုင်းဝုဆောင်ပေးဖို့အုတ်ထုတ်ပေးဖို့ဒါမျိုးတွေတခြားနည်းတွေနမို့လေ training တွေများများပေးပြီးတော့အေးစေရစေကနေစာရင်ဒီဒီစေးတက်စေးတက်ရင်းတွေဖွဲ့ပြီးတော့စေးတက်ရင်းတွေရပဲဒါရိုက် operation လုပ်ပေးနိုင်တဲ့အနေထားပဲပဲ။ အဲ့တော့ဓာမျိုးတွေလည်းလုံလို့ရတယ်လေအဲ့တော့စဉ်းစားခဲ့တယ်ဗျာဒါလားတခါတလေကြရင် NUG ကလည်းစဉ်းစားပုံတွေကရွေးချက်မှန်တယ်ပေါ့နော်နောက်ွယ်မှာဒီ implementation ခေါ်တာပေါ့လက်တွေ့အသုံးချဖို့အတွက်အခက်အခဲအများကြီးရှိတယ်ဒါကြောင့် MOD တွေဒီတက်ရင်းတွေဖွဲ့တဲ့အခါမှာဒီသျှိုတလန်ကိစ္စက စိုးရင်ခဲ့ရတာအခုဒီနေ့မန္တလေး PDF ကထုတ်ပြောရတဲ့အစင်းရောက်ပြီအဲ့ဒါကလေးကစားတယ်လို့မဟုတ်ဘူးတချို့တလန်ကိစ္စစစ်ကောင်စီကတသက်လုံးလှုပ်ရှားလာတာတချို့တလန်ကိုယ့်ဘက်မှာကိုယ့်ကိုယ့်ဘက်ကထောက်လန်းရေးကဘာမှမလေးချင်စစ်ကောင်စီကအဲ့ဒါကအားသာချက်ရှိတယ်ဒါရှော့သူတို့ဒါနဲ့အတိုင်းပြည်ကိုအုပ်ချုပ်ထားတာအဲ့တော့ ဒါတွေကစဉ်းစားစရာပေါ့နော်ဟိုကျွန်တော်ကတော့ယူယူသားသားပြောရင်ဒီမြောက်စေးုံကိစ္စကိုဦးစားမပေးခြင်းသေးဘူးအချာနီးကိုစဉ်းစားသင့်တယ်ပေါ့နော်နောက်ဒီចောင်းဒီပညာသင်တဲ့ကိစ္စကိုလည်းကျွန်တော်ကတော့နှစ်နဲ့ချီပြီးရတနာလာသင်တယ်ကိုကိုဒုက္ခဖြစ်စေမဲ့အရာတွေအားလုံးကိုရှောင်သိနေတဲ့ဒီချိန်မှာ ဟိုအုတ်ချုပ်ရေးရန်နေရာကလည်းအဖြစ်ပဲလှုပ်တင်တယ်အဖြစ်ပဲလှုပ်တင်တယ်ကျွန်တော်တို့ကဟိုတခိုးကြိုးပိုးတွေဗျာရက်ွက်ထဲမှာမရှိဘူးတော်ဝင်လောက်ပဲထိန်းထားစီခြင်းတယ်ဟိုစနစ်တကျအုတ်ချုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဘာပြောလို့လဲဆိုတော့မတတောင်သားတွေဗျာသိလားအော်မတတောင်သားတွေကိုကျွန်တော်တို့ကဩဇာတရားမှုနေနဲ့အုတ်ချုပ်ဖို့ဆိုတာမလွယ်လောက်ဘူးစီရေးရပဲတနက်ပြပြီးတော့ပဲအုတ်ချုပ်ထားရအောင်ပဲပြောချင်တာကဒီမိုကရေစီ ကိုချိုရရကိုဒီချိန်မှာဘလို့မှမတီးဆောင်နိုင်ဘာဖြစ်လို့လဲကိုရှိနေတဲ့တီနေရာတော့ဒီလကိုဥမာကောလင်းလို့ပေါ့ကိုကအုပ်ချုပ်ပြီးနောက်တစ်နှစ်ကျရင်စစ်တပ်တွေပြန်ပေးလိုက်လို့ဒါတွေကအဟောတိကံပဲအကုန်လုံးဆုံးရှုံးသွားတာပဲအဲ့တော့ဒီ KIA တို့ KNU တို့ရဲ့ဥပမာကိုယူသင့်တယ်ပေါ့နော် KNU တို့ KIA တို့ကစစ် uniform နေနဲ့ပဲသူတို့ကဆက်အုပ်ချုပ်သွားတာ AA လက်ထိုးနေလေကောင်းပဲအုပ်ချုပ်နေတာအဲ့တော့ဩဩဒီချာ ဟိုမခုံးချင်းရှင်မှုပေါ့ဗျာစစ်တပ်ကိုသိတယ်မလားဟိုမခံချင်းစိတ်ပုံစံတွေနဲ့ပခုံးချင်းရှင်မှုငါတို့လည်းလုံနိုင်တယ်ဆိုတဲ့ဟာမျိုးထဲဒီလက်တွေ့ကြတဲ့ပေါ့ကိစ္စရများကိုစဉ်းစားကြစေခြင်းနဲ့